ဘာလို့ကြောင့်လဲပွဲကစားလို့ရှေးလျှောက်ခန်စီပန်းအနေချက်တွေကိုတေချာပြင်ဆင်သွားမယ်ဆိုတဲ့ဂျိုရှုဘန်ပရိသတ်များအလုံးပဲမင်္ဂလာဝါများမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါတယ်ပြီးကြတဲ့ရက်ကပြလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာဗန်က USC လိုကဘာဆင်းပြီးစင်မြင့်ထက်မှာတက်လန်းနေတဲ့မြန်မာဘွားကစားမတရားရင်ကျက်မှုနဲ့သူ့ရဲ့အားနေချက်ကိုဝင်းရံရဲတဲ့တက်တီကိုလှိဟပြောပြခဲ့ပါတယ်မေကုံးမဲသူက live changer ဘွားကိုပြောင်းလဲစေနိုင်တဲ့အရာလို့သုံးလုံးသွားတာက MMA ကစားမတွေရဲ့လက်တွေဘွားကိုထင်ဟပ်နေပါတယ် UFC မှာစတင်ကစားတဲ့လူသစ် prospect တွေကပွဲထိုးကြီး show money နဲ့နိုင်ကြီး win money ကို ိမ်များများဆဆရလိမရှိတတ်ပါဘူးဒါပေမဲ့ Fire of the Night စူဂျီဒေါ်လာ9000အခုဆိုရင်ဒေါ်လာ3000ဆိုတာကတရေပုံမှန်ရတဲ့ပွဲထိုးကြီးထက်အစားများစွာပုံနေတတ်ပါ ರಿ အရင်ငွေပမာဏကလေဂျင်ရေးစီအိတ်အာရာစီအိတ်နဲ့မိသားစုစားဝတ်နေရေးအတွက်ကြီးမားတဲ့အထောက်ပံ့ဖြစ်စေပါ ರಿ လူစုကြီးရလိုက်ခြင်းကကစားမကိုစိတ်သက်ပိုင်းဆိုင်ရာအကြီးအကျယ်မြင့်တင်ပေးပါ ರಿ ကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့နာကျင်ခံစားရမှုတွေကအားထင်းတယ်ဆိုတဲ့ခံစားချက်ကိုပေးပါ ರಿ ဂျိုဂျိုဘန်အတွက် rival နဲ့ပွဲမှာရရှိခဲ့တဲ့ဒီစုကသူ့ရဲ့တိုက်ခိုက်ရေးတမဘောကိုပေါ်ပြတော့တည်ငြိမ်သွားစေမဲ့ အဓိကတော့ချက်တစ်ခုဖြစ်ခဲ့မှာပါ။ Van ပြောသွားခဲ့တဲ့ When I was in the fight, I was enjoying the fight. But after the fight, I was feeling all those punches. ကျွန်တော်တိုက်ပွဲဝင်ကတော့တိုက်ပွဲကိုပျော်ပျော်နေခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲပြီးမှာတော့ပွဲထွင်းရခဲ့တဲ့ဒဏ်ရာတွေအလုံးခံစားခဲ့ရတဲ့ဆိုတဲ့ဇာတ်ကားကတိုက်ခိုက်ရေးသမားတိုင်းကြုံတွေ့နေရတဲ့ဇီဝကံမှဖြစ်စဉ်ကိုရှင်းပြနေတာပါ။ပွဲကစားနေချိန်မှာခန္ဓာကိုယ်က adrenaline ဟော်မုန်းတွေအများကြီးထုတ်လုပ်ပေးပါတယ်။အဲဒီဟော်မုန်းကနာကျင်မှုကိုထုံသွားစေပြီးတော့တိုက်ခိုက်လို့စိတ် fight or flight response ကိုမြင့်တင်ပေးပါတယ်။ အဲဒါကြောင့် van ကဘွဲချင်းတွေမှာသူ့မျက်နာကိုလက်သီးတွေကျလာတာတောင်မှမမှုဘဲနဲ့ပြောနေတာ enjoying ဖြစ်နေတာဖြစ်ပါလေဘွဲပြီးသွားလို့ adrenaline ကျသွားတဲ့ချိန်ခနာကိုအေးသွားတဲ့ချိန်မှာတော့ညာတန်ချက်တွေကစကားပြောလာပါလေ i was feeling all those punches ဆိုတာကဦးကောင်းကြိုက်ခဲတာကြက်သားတွေနာကျင်တာမျက်နာဖူးယောင်တာတွေကိုဆူလိုတာဖြစ်ပါလေဒါကဘွဲကြီးပြိသက်တွေမမြင်ရတဲ့တိုက်ခိုက်ရေးသမားတွေရဲ့နောက်ွယ်ကဘေးဆက်ရမှု price of war ပါပဲ van ရဲ့ရည်ကြီးဆုံးဝန်ခံချက်ကတော့ i've had to work on my defense a lot more ကျွန်တော်ခန်းစစ်ကိုတိချက်ပို့ပြီးတော့ပြင်ဆင်ရအောင်မယ်ဆိုတာပါ UFC မှာရေရှည်ရက်တီဖို့ဆိုရင်အထည်နာခံပြီးတော့ပြန်ထိုးရမယ့်ပုံစံ Brawling Style တခုတည်းနဲ့မလုံလောက်ပါဘူးပြိုင်မက်ကမပေးဒိုင်နီရဲ့မျက်စိတဲမှာကိုကိုအထည်နာအောင်လုံနိုင်နေဆိုရင်ပွဲရှုံးမှုတေးကြသလောက်ပါဒါပြင်ဦးကောင်းကိုထိခိုက်မှုများတာကကစားမဘွားတက်တန်းကိုတိုးစီပါလိ Van Solora ကခေါင်းမငိမ့်မင်းနဲ့ရှောင်းတိန်တာ Hand Movement ခြေကစားပြီးတော့နေရာယူတာ Full One နဲ့ High God လမ်းတစ်ဖက်ကိုမြောက်ကာခွေတာတွေကိုပိုလုံးဖို့လိုတယ်ဆိုတာပါ Raven ရဲ့ပွဲမှာသူကတိုက်စစ်ဖွင့်လို့အားကြီးပြီးကိုရိုင်းပြန်ထိုးခံရတာများခဲ့ပါရီ။ခန်းစင်းညရင်အမတ်ရော့ုံနဲ့မကဘဲနဲ့ပြိုင်ဘက်ယုံကြည်မှုကိုတိုးစေပါရီ။ဗန်ကားဒါဝုသဘောပေါက်လာတာချင်းမြန်လန်းကြောင်း Tide Fight ကိုသွားဖို့အတွက်အလွန်ကောင်းမွန်တဲ့လက္ခဏာဖြစ်ပါရီ။မေကွန်မဲ့သူက Tide Fight အတွက်သင်ကန်းစာဘာယူမလဲလို့မေးတဲ့ပုံမှာဗန်ကဖြေခဲ့တဲ့ပုံကဒေတိုးကြပြီးရိုးသားပါရီ။ ချန်ပီယံရှစ်ကစားမတွေဥမာဘန်ဒိုဂျာဘရန်နန်မိုရီနိုတို့နဲ့တွေ့တဲ့အခါမှာအမမခံပါဘူးသူတို့ကကိုယ့်ရဲ့ခံစည်းဟာကိုယ့်တကွယ်လေးတွေ့တာနဲ့ပွဲသိမ်းသွားနိုင်ပါတယ်ဖန်အင်းနဲ့ကုလိုအရှင်းမှာကလေးကငါခံစည်းလုံနေပါလားလို့သိမြင်တာကသူ့ကိုပို့တော်တဲ့ကစားမမိုးကွန်ပလစ်ဖိုက်တာဖြစ်လာစေမှာပါဖန်ကအတိုက်စစ်ကောင်းပြီးသားပါဒါပေမဲ့ခံစည်းကောင်းမှအတိုက်စစ်ကပိုထိရောက်မှာပါအထီးမခံရဘဲနဲ့ထိုးနိုင်မှသာ hit and don't get hit ချန်ပီယံဖြစ်လာမှာပါဖန်ရဲ့ဒီဖြေချားချက်ကိုကြည့်ခြင်းအပြင်သူက ကိုအားနဲ့ချက်ကိုဖုံးကွယ်မထားဘဲနဲ့ပုံမှန်လင်းလင်းဝင်ခံရဲသူနိုင်ဝဲရထားပေမဲ့ငါတော်ရီလို့မတွေးဘဲနဲ့ဘာပြင်ရမလဲဆိုတာကိုတွေးနေတဲ့သူဘွဲတွေကစိတ်ခံစားမှု emotion နဲ့ဘွဲပြီးမှရလာတဲ့ရုပ်ပိုင်းဆိုင်ရာအကျိုးဆက် physical consequence ကိုခွဲခြားမြင်နိုင်သူဖြစ်ကြောင်းတွေ့ရပါတယ်အဲဒီ interview ဟာ van ကိုခြေတဲ့ breaker တွေအတွက်ကတော့ငါတို့ရဲ့ van ကတကယ်လို့တိုးတက်ခြင်းစိတ်ရှိတဲ့နာကမှာအချမ်းမြန်ဖြစ်လာနိုင်တဲ့ကစားမကောင်းတယောက်ပါလားဆိုတဲ့ယုံကြည်မှုကိုပုံမခိုင်မာစေခဲ့ပါတယ် သူပြောသလိုခန်းစစ်ပိုင်းကိုသာတရားပြင်ဆင်နိုင်မယ်ဆိုရင်သူရဲ့တိုက်စစ်စွမ်းရည်နဲ့ပေါင်းဆက်ပြီးတော့ flyweight တန်းမှာအကြောက်ရှာအကောင်းဆုံးကစားမတူဖြစ်လာမှာအသေးချပါညီကိုတို့ကရောဘလို့မြင်ကြလိမ့်မြအစုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်မြ